စစ်တမ်းကိုပြရှင်ကဖြစ်စေပြည်ပြောကြားထားမှုဖြစ်ပြင်းနေနိဝရဏနဲ့ပြည်စုံခြင်းကြောင့်ယရှိနိုင်တဲ့ဆင်းရဲဒုက္ခဘက်ကပြရှင်ဟောပြီးတဲ့နောက်နိဝရဏတရားတွေကိုပြည့်စုံနိုင်ခြင်းကြောင့်ယရှိမဲ့အကျိုးတရားတွေကိုလည်းဆက်ပြီးပြရှင်ဟောကြားတော်မူပါတယ်တေတဗိမဟာရဇယတ္တအနန္တယံယတ္တအာရုဇယံယတ္တဗန္နံဘောဂယံယတ္တ ိတယတသိမတဘုမိဒီဝမီဝဘမရတတိကိုဤမပင်စနိဝနေပိနေအတ္တနိပဝလုပတ္တိမဟာရဏတကရောမိညာတယထတိဖြစ်သည်ဖြင့်အနှကေဝေယလောကဥပမတိကအာနန္ဒအာနန္ဒနိယယထပြိမိကိစ္စင်သူဖြစ်သောယထအရောပြံ ပါလူမြောင်လာကြွရောင်ကြကဲ့သို့ယတ္ထိမတဘူမိဝိပညာဖြစ်တဲ့ကံတရာဖြစ်တဲ့ကိုကြွလုံးလူမြောင်သွားတဲ့ရောက်ကြကဲ့သို့ တော့ကန္တရာကြီးကိုသွားနေတဲ့ယောက်ျားကြီးကကန္တရာကြီးကိုကြော်လွှတ်နေလုံမြောက်ပြီးဘိင်းင်းနဲ့အနက်ရက်ဒင်းသက်လို့ယောက်ျားတို့ကတော့အနက်ကိုပဲတကယ်တော့မြင်ပြယောဂဝဆိုတဲ့ယဟန်တို့ပါဒီနိဝရဏတရား၅ပါးတို့ကိုပေစထပ်ကြည့်နေတဲ့အခြေအနေကိုမြင်ပြီးတန်တန်ဖန်ဖန်ကြည့်တော့မြင်ရ င်းနေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဆိုပြီးဒီလိုပြောရှင်ကဟောတာ။ယန္နေတဲ့ပုဂ္ဂိုလ်တွေယန္နေတဲ့ဥပမာရင်းဖြင့်ပြောရှင်ကဟောတာဒီနေရာမှာဆိုလိုတဲ့ဘောကယထာဟိကုရိသောဣနအန္တယကမန္တိမြုပ်ဖြစ်သောသမိတ္တံဘတော်ဣန္ဒြာဣနနာမပရိဘောဓမူလတိသင်္ကေတဝကဝတိကတိနနိယဖြစ်တော်ဘာနံဖာလပိယာ ယောက်ျားတယောက်သည်ဤနိုင်ပင်ကြီးကိုအကြရရပြီးကမ္မတိလောကယတုကိုပြောစီသောရှင်ဆက်ယူသောအထုပြည်ရှိတော်သမိတတံလောကယအောင်မြင်ပြီးဆုံးခြင်းသို့ဘတ်တော်ရောက်ပြီးဖြစ်၍ဣဇံဤကွမိသည်ကဣဇံဤနာမဤကွမိသည်မိသည်ကပရိဘောဓမူလကြောင့်ကြာခြင်းပရိဘောဓပြည့်ကြောင့်ရင်းစစ်ဖြစ်ပေ၏ ဣတိဤသစဉ္ဒီတဝကျန်သင်္ချိန်ကုရတ္တဟုတိကအတုံးဉ္ဇဘောသောဤနံတွင်ဤကိုနေယတိသောဥစ္စာရှင်တို့အပြန်ဤအနှင်း၍ဗန္တချုပ်ဆိုထားတဲ့သကြုပ်စရံကိုဖာလာပင်းရဆုပ်ဖြဲပြလိုက်လေရာဤပြင်းပြီးယူစဉ်ခါကဆရဲစရံလေးတွေနဲ့သာကြုပ်ချုပ်ပြီးတော့ပြင်းပြီးကယူထားတာဖြစ်တော့ဒီပြင်းပြီးရှိနေခြင်းဤ ပရိဘောဓကြောင့်ကြမှုအမျိုးမျိုးရဲ့အခြေခံအကြောင်းရင်းတော်ဖြစ်ဖြစ်ပြီးလို့ဒီလိုသဘောပေါက်တဲ့အတွက်အတုံးနဲ့ကောတော်ကြီးတွင်းကြီးတွေကိုပြန်ပြီးဆက်လိုက်တယ်။ဆက်လိုက်တဲ့အချိန်ကမှမူလချုပ်ဆိုတဲ့စာချုပ်ကိုဖြတ်သိမ်းလို့ရတာ။အကျန္တတေတောဘဒယနိဝါဘောတိတူတံပိသိဒီနာဟုပန္နံအထဒုက္ခနဲ့အတ္တထွေရောက်ကြဤပန္တံတို့ ရောထိုခြင်းကမ္မပတ္တယသဖြင့်ဘောတိဇုံမြောင်သောဒုတံကမ္မကိုနေဝပိသိတိစေလုဟုလည်းမရှိဖြင့်ဘန္နံစာရင်းခြင်းဆိုတဲ့သဘောတရားကိုလည်းပဲကပိသိတိမပုတ်သေးဓမ္မတရားတရားရောက်ကိုခိုင်းရှင်းပြီးတော့ဒီပြည့်ရစ်ဆက်သာစာလေးနဲ့နှံ့ပြီးတော့ဒီကျွေးနေတောင်းခြင်းဆိုတဲ့သဘောတရားမဖြစ်တော့ဘူးသောအင်းကဓမ္မင်္ဂေဇုံဝပိ ။မဇ္ဈိဣသတိအန္တနာဥပ္ပခတိနောဇိနာဥပ္ပခတိဘောထုံယံယောတိဣနာတမိပင်ကျွေးရှင်တို့ကိုတင်းတဝပိပြုမြယဘာတော်လည်းပဲ။တန့်စီအပြည့်ရဣသတိအလိုရှိခဲ့ပြီဖြစ်ဟ။အာတရမြယမဥပ္ပခတိထာယိနောဇိအကြိမ်၏အလိုမရှိခဲ့သည့်ပြင်အန္တဥစ္စာဖြစ်သည့်ဉာဏ်မှမထတော့ပေ။မူလကျွင်းရှင်ရေကတ္တ ဥစ္စာရှင်တွေကမိမိထံလာတဲ့အချိန်ခါမှာမိမိကလောကဝတ္တရားအရာရင်းမြစွာဆောင်ရွက်လို့တဲ့စိတ်ချမ်းရှိသောနေရာမှထပ်ပြီးဒီလိုကြိုးစားခြင်းနဲ့ဆိုရင်လည်းပြုစုပါနေရာမှမထပ်ဘဲနဲ့ဒီလိုမကြိုးစားခြင်းမှုဆိုတဲ့နေရာမှာဘာမှလည်းပြတ်တာမရှိတော့ဘူးနော်အေဒီတတ္တေနေနေပတ္တရာအလကတ္တရာဘုလို့ပြတ် ဒီကမ္မဆက်ဆက်မှုကြီးဘာမှမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။ဧဝမေဝဘောပြေဖို့အယံကမ္မိသံတနာဘဂရိဘောဓမူလံဖြစ်စေဖြစ်တော်။ဧဝမေဝဤဥပမာသူတရင်ဘိက္ခုယောဘဝဆရာရတော်သည်အယံကမ္မိသံတနာမဤကမ္မိသံဓာတရားမြည်ဒီကဂရိဘောဓမူလံကြောင့်ကြဂရိဘောဓမင်းမျိုးရဲ့အကြောင်းရင်းဖြစ်ပေ၏။ဤသည့်ဤသောစေဖြစ်တော်ကကြံစည်၍ သတ္တမိ၆မျိုးပုံမှန်တရားတို့ကိုဘဝိဘဝပွားများ၍ဗမိသတ္တနိဗ္ဗာဏံကမိသတ္တနိဗ္ဗာဏပြဖို့ပြည့်စုံပဲရှင်လိုက်ပြည့်စုံလိုက်ပြီ၆မျိုးပုံမှန်တရားတွေကိုပွားများပြီးတော့ဗမိသတ္တနိဗ္ဗာဏတရားတွေကိုပဲစုံပေးလိုက်တယ်သာဘိမညွန့်ခြင်းရဲ့ပုဂ္ဂိုလ်များအခေခဲရှိနေတဲ့ပုဂ္ဂိုလ်များကိုတော့ဘုန်းကြီးတို့မြတ်စွာဘုရားဖြင့်မိမိရှုပါသုံးတဲ့နေတဲ့ အနာပါနပြိပါကနမိကဲ့သို့သောဘာဝနာအယုံမှာပဲဘာဝနာစိတ်ကိုညှောဆောင်ကပ်ပြီးဤနေအောင်ကျိုးစားအထုခိုင်းပါလေဒီလိုအထုခိုင်းတဲ့အတွက်တချို့ကိုယ်တွေကလည်းကျင်းနေကြမှာနေတဲ့အနာပါနပြိပါကနမိကဲ့သို့သောအယုံနဲ့မှာဘာဝနာစိတ်ကိုနှိမ့်ညွတ်ပါသည့်အထိကျိုးစားအထုလို့ရတယ်တော်ကောင်းကြီးလည်းရှိတယ်သို့သော် ကိုယ်လက်ရှိဒီတရားစက်ဆောင်တော့ဘုန်းကြီးသင်ပေးတဲ့ခါမှာတချို့တချို့ယောဂီတွေအခက်အခဲများစွာတွေ့ပြီးတော့လည်းတွေ့ရပါတယ်။နမိတ်တွေကတော့ဘုန်းကြီးဒီနမိတ်တွေကတခါတည်းချူရောနေတယ်တော့ကြီးတောက်တဲ့အစဉ်မြောက်ကိုတခါတည်းနမိတ်တွေကကြီးတောက်တော့လာတယ်တော့ကြာကြာထိန်းထားတဲ့အစဉ်မြောက်ကိုဆိုလိုတာကတော့ဤဝရဏတရားတွေကိုပဲခွာနိုင်တဲ့အစဉ်အချိန်ကူးမသွားဖြစ်တယ်။အဲ့ဒီအချိန်ကမှ ကာမိစံတဲ့ညီရဏခေါ်တဲ့လူလဲတောင့်တနေတဲ့စိတ်တဲ့မျိုးကလည်းမိမိဘဝနာအယုံမှဘဝနာစိတ်ညီဝတ်စွာကပ်ပြီးဒီရှိရေးအပြတ်အနောက်ဘက်ရဲ့တခုဖြစ်နေတတ်ပါလေနော်ဒီတော့ဒီနေရာမှာအဲ့ဒီလိုပုဂ္ဂိုလ်တွေကရှင်ရင်တော့ပါနေတဲ့အာနာပါနပြိပကနမိတ်ကျသောသောအယုံပေါ်နဲ့ဘဝနာစိတ်ကိုညီဝတ်စွာကပ်ပြီးဒီအောင်ကျိုးစားတယ်ကျိုးစားလို့မရဖြစ်နေခဲ့လို့ ကမိစ္ဆန္ဒနိဝရဏအစတ်ရှိတဲ့နိဝရဏတို့ဥပ္ပနှောက်ချက်ပြီးပြီ။ဒီမှာလက်ခေါ်နေပြီလေ။ဘာလို့ရမလဲ။ဒီကလည်းရမလဲ။ပြန်ရကောင်းလား။မပြန်ရကောင်းလား။စဉ်းစားနေစဉ်းစားနေ။ဒီကကြီးလည်းဘယ်လိုသဘောပေါက်လဲ။ပြန်တဲ့ဘက်ကမြန်မလား။မပြန်တဲ့ဘက်ကမြန်မလား။ပြန်တဲ့ဘက်ကမြန်မှာပါ။ဟုတ်တယ်မလား။ကားလို့ရမလား။မရပါဘူး။ဒါပြည့်ချော်လုံးလေးနဲ့ပြန်ပါ။ဒီပြီးတော့မြန်လည်းပြန်ရမယ်။ ဒီပုံစံနဲ့ဟုတ်တယ်မလားဒီတော့ဒီတော့ဒီညာကအဲ့ဒီလိုကံမိစ္ဆန္ဒဒီဝရဏတရားတွေကဝင်ပြီးနှောက်ရက်လာပြီးဆိုလို့ရှိရင်ခြုံမျိုးသောတရားတွေကိုပြောရမယ်အနာပါဒမိဘကဓမ္မအာယုံကဲ့သို့သောဘာဝနာအာယုံမှာစိတ်ကိုညှိုးစောက်ကပ်ပြီးဒီအောင်ထမ်းနိုင်တဲ့စွမ်းအင်ကြီးကမပြည့်မဝဖြစ်နေကြလို့ဒီကံမိစ္ဆန္ဒနိဝရဏတရားကခဏခဏဝင်ပြီးနှောက်ရက်နေမယ်အယုံမမက ားနေနဲ့ဆက်ဆက်နေတဲ့ကျန်စီရှိကုမှုတွေကခဏခဏဝင်ပြီးနှောက်ရနေခဲ့မယ်ဆိုရင်တော့ဘာလို့ ਆ မလဲ၆မျိုးသောတရားတွေကိုပြောပါအဲ့ဒီ၆မျိုးသောတရားတွေကဘာတွေလဲနံပါတ်1အတုပအနိမိတ်တ္တဥပဟောအတုပဘောဝနာရဲ့အခြေခံအကြောင်းရင်းဖြစ်တဲ့အာယုံကိုပွင့်မြတ်အထုတ်ပြရမယ်ဆိုတော့ကအတုပကုမထံကိုအထုတ်ပြရမယ် ဒီလိုဒီအနုဘဘာဝနာဘာမြအားထုတ်တဲ့ဤစနစ်ကသမထဘိုင်းဝိပဿနာဘိုင်းဆိုပြီးဒီလိုကံတတ်ခုရှိပါတယ်။သမထဘိုင်းအနေနဲ့အားထုတ်လို့လည်းရတယ်ဝိပဿနာဘိုင်းအနေနဲ့အားထုတ်လို့လည်းရပါတယ်။ဒီတော့သမထဘိုင်းအနေနဲ့အနုဘနမိတ်ကိုအားထုတ်ခြင်းနဲ့ပုဂ္ဂိုလ်ကလိင်ကျူအလုံးစုံတစ်ခုကိုအာယုပြီးရှုပါတော့ရပါတယ်။ထိုလိင်ကျူအလုံးစုံရဲ့ ယုံရှာဆက်ဆုံးွယ်အတုပအချင်းညာကိုညာနဲ့မြင်အောင်ကြည့်ပြီးတော့ပฏิကူလပฏิကူလလို့ပြောရှုရတယ်။အဲဒီလိုရှုလိုက်တဲ့အပိုင်းမှာအလောင်းကောင်ရဲ့ယုံရှာဆက်ဆုံးွယ်အကောင်းဆုံးအနေအထားမှာဘာဝနာစိတ်ကဒီဝဆောကပြီးကြီးသွားတတ်ပါတယ်။သို့သောဒီလိုသမထဝိင္ကိုဘောမြတ်အထောက်ကြည့်တဲ့အခါမှာအခုလို့ဤ ရောချာချက်ဆိုပဲကောင်းနေတယ်အတုပအနောက်ကအာယုံနဲ့ဘာဝတ္တစိတ်ကညောစွာကပ်ပြီးဒီနေပြီဆိုရင်အကျေမြတ်ဥပစရာဓမ္မတိနည်းနည်းအထိဆိုင်သွားခဲ့တော့ထိုအလောင်းကောင်ကဓမေဝအောင်စပ်ပြီးအိမ်မွန်ကြနေတဲ့ပုံသဏ္ဍာန်အသင်ဖြင့်ပေါ်လာခဲ့အဲ့ဒီအချိန်ကမှရာဂမြတ်ဝင်ပြီးနှောက်ရက်တက်တဲ့အတွက်ကြောင့်လိန်ကျူအလောင်းကောင်ကိုယ်တော်ပေါ်မြတ်အထုတ်ပါ လိမ်မတူတဲ့ဥဒ္ဒဝါကအလောင်းကအာယုံကိုယူပြီးပွားများအပ်ဆုံးခဲ့ရင်အဲ့ဒီလိုပဋိပါကနမိတ်တို့ဆက်ရောက်တဲ့အခါမှာဇန်သမာဓိကိုမတက်နိုင်ွဲမိမိရဲ့သမာဓိဒီပြောကြပျက်စီးသွားတတ်တယ်။ဒါကတော့သမထပြင်ပြောတာပါနော်။အဲ့တော့အဲ့ဒီလိုရှင်ဘသုံးသပ်လိုက်တဲ့အချိန်ခါမှာအတုပအလောင်းကောင်းရဲ့အတုပအချင်းရံကိုညနေမှာမြင်အောင်ကြည့်လို့ရှုလို့ရပြီဆိုတဲ့ယောဂီပုဂ္ဂိုလ်ကဘာလို့ရလဲ။ ဩဝိဇ္ဇာတုတ်တံမြောက်ပါတိဏိမာရဲ့အလောင်းကိုစံထပြီးတော့ဘုရားရှင်ကယဟယောင်ကျပရိဒ္ဒယဟအမျိုးသမီးပရိဒ္ဒလူဥပဒကယောင်ကျပရိဒ္ဒလူဥပဒိကအမျိုးသမီးပရိဒ္ဒခေါ်တဲ့ပရိဒ္ဒလူပရိဒ္ဒလေးပါးလုံးကိုတိဏိမာအလောင်းကိုစံထပြီးအတုပဘာဝနာရှုပါသုံးတာဖို့ရန်အတွက်ညွန်ကြားထားတော်မူခဲ့တဲ့စိတ္တဥပရိဒ္ဒရှိပါတယ်အဲဒီစိတ္တဥပရိဒ္ဒအတိုင်း ယထာဣတံ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 စသည်ဖြင့်ဣဇဒံဘိကနထာဏလုံးမှာအတုပဘာဝနာကိုပွားများလို့ဖြစ်ပါတယ်အလောကောဘိကအလောကောရဲ့ဉာဏ်ချက်ဆက်ဆုံးပွဲသမဘောညာနဲ့မြောင်ကြည့်ပြီးတော့ပဋိကူလဘာဝနာပဋိကူလယောရှာဆက်ဆုံးပွဲအနည်းနဲ့ရှင်ဘောသုံးတော်လိုက်တဲ့အခါအတုပအခြေအကဉာဏ်နဲ့မှထင်လာတဲ့အခါငါလည်းသူ့လိုပဲနေရမယ် ဉာဏ်နဲ့ကပ်ဆုံးပြီးမိမိရဲ့သိဉာဏ်နဲ့ပုတ်ဖို့နေတဲ့ပုံကဉာဏ်နဲ့မြင်အောင်ဆွမ်းပြီးကြည့်ရှုလိုက်တဲ့အခါမိမိသိဉာဏ်နဲ့ပုံနဲ့ပုတ်ဖို့ပြီးသိဉာဏ်တဲ့ပုံနဲ့ဉာဏ်ထဲမှာထင်လာပါတယ်။အဲဒီလိုထင်လာတဲ့အခါမှာမိမိရဲ့အလုံးစုံကိုလည်းအတုပအတုပလို့ဖြစ်စေတော့မဟုတ်ပရိကုလပရိကုလလို့ဖြစ်စေရှုဣဇ္ဇဒရှုလိုက်၊ဒိဋ္ဌရှုလိုက်၊ဣဇ္ဇဒမေရှုလိုက်၊ဒိဋ္ဌရှုလိုက်အဲဒီလိုရှုပြီးတဲ့အချိန်ခါမှာမိမိကိုလည်းလည်းခေါ်နေတဲ့လူရှိတယ်လေ။ အဲ့ဒီခေါ်နေတဲ့လူတွေကိုလည်းတော့ပြီးရှုရတယ်။ရှုလိုက်တော့ဘယ်လိုရှုမလဲ။ဒင်းကိုတက်အာရုံယူလိုက်တဲ့ဒင်းရဲ့ဒင်းပြေပြည့်စင်းပြီးတော့ရွှေရှာဆက်စုံပဲပေါင်းနေတဲ့ဘောကိုတနေ့မြေအောင်ကြည့်ပြီးတော့အတုပါအတုပါလို့ရှုပါ။အဲ့ဒီလိုရှုလိုက်တဲ့အပိုင်းမှာလဲသူသိပြီးတော့ပုတ်ပေါ်နေတဲ့အာယုံဉာဏ်နဲ့မှထင်လာမယ်။အဲ့ဒီကမှပြစ္ဆဒ်တဲ့ကလေးဗိဓာတ်တဲ့အတုပါအချင်းရကိုဉာဏ်နဲ့မြေအောင်ကြည့်ပြီးတော့ ပฏิကူလပฏิကူလတို့ပဲဖြစ်စေအတုပအတုပလို့ပဲဖြစ်စေရှုပါအဲဒီလိုရှုကြည့်တဲ့အခါနောက်ပြီးအောင်ကြောက်ရှုနောက်မိမိကြွကြံတတ်မယ်လို့ကမိစ္ဆန္ဒနိဝရဏမိမိတဏ္ဍာမဖြစ်ပေါ်လာအောင်လှုပ်ဆော်နေတဲ့ပုံပေါ်ဒီတော့ပြီးပြီးအောင်ကြောက်ရှုရှုနေရတယ်တို့တော့ခွက်လက်ခဲလို့ခံမထားနဲ့နော်ဒီကျင်းကဘုန်းကြီးဒီယောဂီယောဂီအတုပရှုပဲနေပေးတယ်သူကဒီဘုန်းကြီးကိုသူရှုမရှုရဘူးခတ်တာ။ဒီဇာတိလေးကိုတော့သူကချက်ရှုတယ်။ဘာဖြစ်လို့လဲ။ ဒီဘုန်းကြီးတော်မရှိခဲ့ရင်ကလေးညောင်တွေမရတော့တာပဲဆိုပြီးသူအတုကမရှိရဘူး။ဒီနေ့တော့လည်းများရည်ရံဖြစ်ပြောင်းကြည့်ကြ။အဲ့ဒီခါကျတော့မတို့ဘူးဆိုပြီးကအတုကရှုချလိုက်တယ်။အဲ့ဒီခါကျမှရှုလို့ရတယ်။ဟုတ်တယ်ပေါ့။ဒါကြောင့်ဒီကကြီးအဲ့ဒီွက်လက်တော့ဆံမထားလိုက်ွက်လက်ဆံထားရင်တော့မဖြစ်နဲ့။လမ်းခေါ်ရပါတော့မှာပဲ။ဟုတ်တယ်ပေါ့။ဒါကြောင့်ဒီကာမိဇန်တဲ့နိဗ္ဗာန်ကနှုတ်ဆက်လာပြီဆိုရင်အဲ့ဒီလိုအတုကဘာဝနာကမ္မထံကိုပွင့်ပြအပ်ချက်ပေးပါ။ဒါကဘုရားရှင်ပြတဲ့နိစ္စနဲ့တခု။ နောက်တစ်ခုအတုဘကတော့သုံးသင်္ကောဌာနရဲ့ယွန်ရှာဆက်ဆုံးပဲသဘောပါပဲနော်သုံးသင်္ကောဌာနရဲ့ယွန်ရှာဆက်ဆုံးပဲသဘောကိုအာယုံယူပြီးတော့လည်းအတုဘအတုဘလို့ရှုနိုင်တယ်မိမိတဏ္ဍာမတိရှိနေတဲ့သုံးသင်္ကောဌာနရဲ့ယွန်ရှာဆက်ဆုံးပဲသဘောဗိဓမတိရှိနေတဲ့ဘရဝအတိတိရဲ့တဏ္ဍာမတိရှိနေတဲ့ယွန်ရှာဆက်ဆုံးပဲသဘောအဲဘသုံးသင်္ကောဌာနရဲ့ယွန်ရှာဆက်ဆုံးပဲသဘောအထူးသဖြင့် မိမိကြွတံနေတဲ့ကြွတံမေမောမှုရှိနေတဲ့ပုဂ္ဂိုလ်ရဲ့မန္တမတိရှိနေတဲ့သုံးသကုထသပြေကိုတရားဥပ္ပယအမြောင်ကြည့်ပြီးတော့ပြစ္ဆာကြကိုသုံးသနကုထသရဲ့ရွံချက်ဆက်လုပ်ပွဲဘောကိုအယုံယူပြီးတော့အတုပလို့ရှိလိုက်ဘိညာသုံးသနကုထသရဲ့ရွံချက်ဆက်လုပ်ပွဲဘောကိုအယုံပြီးအတုပလို့ရှိလိုက်ဒီလိုရှုပြရဣဇ္ဇဒကိုရှုလိုက်ဗိဓာကိုရှုလိုက်အတုပအချင်းရမြင်အောင်ရွံချက်ဆက်လုပ်ပွဲအချင်းရလေးညံ့ထဲမှာထင်လာအောင် ပတိကူလလိုဖြစ်စေအတုပလိုဖြစ်စေဒီလိုကျင်းပါများဆိုတာထပ်ထပ်ထပ်ရှုရပါလေဒီတော့အဲ့ဒီလိုနမိတ်တွေကိုကိုယ်တရားအထုံနေတဲ့အချိန်ခါမှာမိမိတို့ကရှုပါသုံးတာနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီလိုသက်ရှိပတ္တဝါတွေသဘောနဲ့ဝေဒမံဘောနေတဲ့ဤကတိတဏှာတရားကာမိစံတ္တနိဝရဏတရားကိုပြင်ကအဖြစ်တော့ပယ်ရှားနိုင်တဲ့ဆွမ်းအားကိုပေါ်လာမယ်အဲ့ဒီတော့အဲ့ဒီလိုပေါ်လာတဲ့အချိန်ခါမှာ ဒီလိုစနစ်တကျရှုနိုင်ရင်အတွက်ယောဂီပုဂ္ဂိုလ်ကဘာလို့ပါလဲရှုပုံဤစနစ်ဒီကိုဆရာသမားထံမှသိချင်တင်ယူအပ်ပါရဲ့အဲဒီလိုတင်ယူခြင်းဟာလေအတုပဘာဝနာကမ္မဋ္ဌာန်းကိုဘယ်ကုံဘယ်ပတ်မနည်းအောင်ဖြင့်ဘောမြအထောက်အမယ်လို့ဆရာသမားထံမှတင်ယူခြင်းဟာလေဒီမဲ့အခက်မှာစံပေသဘောအညာစင်ချက်မှာတရဏီကိုသဘောကျတော့တဲ့အတုပဒီပဲဆိုတာနော်နောက်တစ်ခု ်တင်ယုံပြီးတဲ့အချိန်ကမတင်ယုံပြီးတဲ့အတက်စနစ်ကြကြမိမိကဒီအတုတော်ဘာဝနာကမ္မထကိုရှင်းပြကြိုးစားအထုတ်တယ်။နောက်နံပါတ်3ကတော့အိန္ဒိယေတုဘုရားဒေါရတံမျက်စိနာနာလျာကိုနှလုံးဆိုတဲ့ဒေါရချောဘုရားကမ္မိဇံကြနိဝရဏဆက်တဲ့ဒီရတရားဆိုဖြင့်ဖြစ်ပေါ်ွင့်မရရှိအောင် မိမိဖြူဘသုံးသပ်နေတဲ့ကမ္မထာအယုံနဲ့မှဘာဝနာစိတ်ကိုအမြဲတမ်းသွင်းသွင်းပြီးတော့အဲဒီလေးကိုလုံးကြောအောင်ဆွန်သိခြင်းဆိုတဲ့ဒီတတိယဟူသောဒီဒုက္ခရွတ်ဖြစ်အမြဲတမ်းပိတ်ဆို့ထားရတယ်။နောက်တစ်ခုကနံပါတ်၄ကတော့ဘောဇဏိမဋ္ဌိညုတာအစာအာရမှာအတဲစီနှိုင်းချင်ပြီးတော့ဆက်မှာနေအလွန်ကဲအစီအိတ်နဲ့အကောင်းသားတွေတော့ဆက်လိုက်ရတော့ဒီကံမြတ်ဆက်တဲ့ဒီဝရဏတရားတွေကဝင်ပြီးတော့ နောက်ဆက်တယ်နောက်တစ်ခုကလျာဏမိတ်ဆက်တာမိကောင်းဆွေကောင်းဒီနှစ်ပုံပေါ်ရှင်တွဲမှုရှိဖို့လိုတယ်ကဲရဲ့တော့ဘုံပေါ်ကနော်အရှင်ဝိကိတမထေရှိသူတော်ကောင်းတွေတော့အမှန်တန်ကြိုးစားကြပါလေအရှင်ဝိကိတမထေကဗျာဗန္ဓတိကုံဖွဲ့ဆိုတဲ့နေရာမှာဣတိရဘုရားကိုဆင်းရဲတော်မူတဲ့ယဟန္တာမထေရတစ်ပါးဖြစ်ပါတယ်နော်သို့တော့ဒုက္ခတို့ရဲ့ဘုရားက ဘောဓရာမင်းကြီးရဲ့နန်းမြတ်တို့အရှင်အနန္ဒာရဲ့နောက်တော်ဘာအဖြစ်နဲ့ယဟန္တန်တရားဆုံးဖိတ်လို့ကြွပြီးဖုံးပေးတော်မူတဲ့အခါနန်းတွင်ရောက်တော့ဖြစ်တယ်။နန်းမြတ်သူတွေကိုကြည့်ပြီးတော့အတုပမထင်တော့ဘဲနဲ့ဒုက္ခတွေဖြစ်ကုန်ပြီ။ဒုက္ခတွေဖြစ်ကုန်တဲ့အခါကျတော့အနတ်ကပ်ပြီးတော့နေတဲ့ရှင်အနန္ဒာကိုရောမြတ်ကိုတမ်းပြီးသူကအခွင့်အရေးတောင်းတဲ့ဆင်ကြံတပည့်တော်နန်းတော်ဘာတော့ရာဂကဝေယောဂိနှိစ္စနေပြီဖြစ်တဲ့ တပည့်တော်ဘယ်မုံဘယ်ဘက်ပဏိလာအဖြစ်ဒီရာဂကိုတက်ပြရပါမလဲလို့မေးမြန်းပါတယ်အဲဒီကံမှာအရှင်အနန္တကရုဏာက32ခုဌာနတို့ရဲ့ယွန်ရှာဆက်စုပ်ဘယ်သဘောဒီကုံညာနဲ့ဒီအောင်ဆန်းရှုကြည့်ပါဆိုပြီးတော့ဒီတိုက်တော့ပါတယ်သတ္တုကဘာဝနာခမျိုးပဲရှုနိုင်တဲ့သောအားလည်းရှိနေတဲ့အတွက်ထိုရှိကံမှာမိမိအစ္စရကသန္ဓမန္တိရှိနေတဲ့32ခုဌာနတို့ရဲ့ယွန်ရှာဆက်စုပ်ဘယ်သဘော မိန္ဒတဏ္ဍမတိရှိနေတဲ့လှပြူပြူရဲ့တဏ္ဍမတိရှိနေတဲ့32ခုထာတ္တရဲ့ယောရှာဆက်ဆုပ်ပဲမောဒီမင်းဘာမြတ်ဆိုတက်ကတက်ကအစ္ဆဒတရဲ့မိန္ဒတရဲ့ရှုရတဲ့အခါဒီကမိစ္ဆန္ဒနိဗ္ဗာန်တရားကအငြင်းကြီးထွက်လာနော်ဒါကဖြစ်ပေါ်လာတဲ့ယန္တုကိုဘယ်ကောင်းဘယ်ကောင်းမနိယဖြစ်ဖြစ်တက်ထုတ်ရမယ်ဆိုပြီးတော့မြတ်ရှင်ဘိသနာထတော်မူခဲ့တဲ့ဤစိတ်ကြီးဖြစ်ပါတယ် နောက်နံပါတ်6ကတော့သဗ္ဗယကထာကာမိစံကြနိဗ္ဗာန်ဖြစ်လောက်ကြစကားမျိုးတွေမပြောပါနဲ့။ဒီလက်ဘုံကျေးဇူးနဲ့စက်တဲ့တရားစကားဓမ္မတိဘုံကျေးဇူးနဲ့စက်တဲ့တရားစကားပညာဘုံကျေးဇူးနဲ့စက်တဲ့တရားစကားစက်တဲ့ဒီလိုသိပြီးတော့စကားနာပုဂ္ဂံပြောမှာဥပမာဓမ္မတိကြောလောက်ခက်ခဲရှိတယ်။ဒီလိုခက်ခဲကိုကြောလောက်အောင်ဘယ်လိုပြည့်ပြင်ရမလဲစက်တဲ့ပြည့် ီလိုမိမိဆက်ဆက်နေတဲ့တရားဘာဝနာနဲ့ဆက်ဆက်နေတဲ့လုံလောက်ခွေတော့ဒီလိုနဲ့ဆက်ဆက်နေတဲ့တရားစကားတော့ဘာဝနာပြောနေပါတခြားနေစကားတခြားတခြားကာမိစန္ဒနိဗ္ဗာန်ဖြစ်ပေါ်နေရင်လောက်တဲ့စကားတွေကိုတော့ပြီးပြောမယ်ဆိုရင်တော့ဘာဖြစ်လဲကာမိစန္ဒနိဗ္ဗာန်တရားတွေကတို့ကတော့မှဖြစ်တယ်တောင်းလိုက်တော့ကာမိစန္ဒနိဗ္ဗာန်တရားချင်းချင်းဖြစ်ခဲ့တယ်ဆိုရင်ဘောမြတ်အထောက်အမယ်တရားကဘယ်လိုမျိုးလဲ၆မျိုး ဒါကြောင့်တချို့ယောဂီပုဂ္ဂိုလ်တွေကအထင်ကျဖြစ်လာပြီဆိုရင်ဘုဒ္ဓံတိမထံပြောခတ်ထုတ်ခြင်းနဲ့ဆိုရင်လည်းခိတ္တကနဲ့ပြောခတ်ထုတ်ပေးမရဘူးတို့အထင်ကျတို့ဖြည့်ရှင်းနေတာပေါ့မေတ္တာဘာဝနာကမထံညောခတ်ထုတ်ခြင်းဆိုရင်လည်းဘုန်းကြီးတို့ကခိတ္တကနဲ့ပြောခတ်ထုတ်ကိုခွင့်ပေးမရဘူးမဖြစ်လို့လေသူရဲ့ပမာဏိသက္ကံကလွယ်လွယ်ကူကူရှင်ရှင်မြန်မြန်ဖြစ်အောင်မြင်နိုင်တဲ့အခြေအနေမှာမရှိဘူးဒါကြောင့် သူ့ကိုဒီလိုခွင့်ပေးပြရပါတယ်။နောက်တစ်ခုဘုရားရှင်ကဆက်ပြီးဟောတော်မူခဲ့။ဒီပါဏယတေယောပိဏ္ဏကမိသန္တကယတအိဏမုဒ္ဒတပရိဒကအိဏသံမိဝပိတဝနေဝပိယနာသံမိတတဟောတိ။အေဝတုတ္တလေပိဏ္ဏကမိသန္တကပယေရှာကမိလောကမိသန္တပြရဏရှိဝေနေသောတတ္တချောယောဂဝဆရာယဟန္တောယ နာမောတန်တွင်မိမှလွန်မြောက်၍သောသောပရိသတ်ယထာရောက်ရခဲ့သောဣန္ဒသမိငင်ကျွေးရှင်တို့ကဒိဋ္ဌဝါဒိဋ္ဌိရှိသည်သောဒေဝမယံမယံကြောင့်လည်းဆိုတဲ့သဘောတရားဒီဒီဝါဟောဒီပဲဖြစ်ဇမိတတကိုလည်းတုံလုံးချင်းဆိုတဲ့သဘောတရားဒီလည်းပဲနာဟောဒီပဲဖြစ်ဧဝမေဝပရဝုထုံမိနေဝတိကောနဘပြောဟောတိဧဝမေဝဤဥပမာသုတ္တနေပရဝုထုံမိတပတ်သော ဝတ္ထုအာယုံ၌သင်္ကောညိကခြင်းဆိုတဲ့သဘောကြောင့်ဒီလည်းဘယ်နေဝါဟောဒီမဖြစ်တော့ပေဘတောရစ်ပတ်နှုံခွဲထားခြင်းဆိုတဲ့သဘောကြောင့်ဒီလည်းဘယ်နေဟောဒီမဖြစ်တော့ပေယင်ဘအာယုံ၏အဖို့မှာညိကနေတဲ့သဘောကြောင့်လည်းမဖြစ်တော့ဘူးယင်ဘအာယုံ၏မိမိစိတ်ဓာတ်ကိုရစ်ပတ်နှုံခွဲထားမှုဆိုတဲ့သဘောကြောင့်လည်းမဖြစ်တော့ဘူးစိတ်ပါဏိမီရူပဏိပတ္တတောကိလေသာနတမုဒ္ဒါစရတိ ဒီပဏိမီရူပဏိနတ်တိုင်ဖြစ်သောယူပယုံတို့ကိုတော်လည်းပဲပတ္တတာရှင်မြင်ပြရှိတော်ယံတော်အားကိလေသာညိကဒွေတံခြင်းဆိုတဲ့ကိလေသာတဘောတရားဒီနသမုဒ္ဒရာဆိုတဲ့ဒီရှင်ကြီးပြဆား၍ဖြစ်ပေါ်လာတော့ပြီတသမဘဂဝါအာနန္ဒယံမိဝကမိသန္ဓဘာဟနာအဟတသမထောသောဘဂဝါကုံလုံးသောဘတ်တဲ့ခြင်းပြရှင်သည်အာနန္ဒယံမိဝ ွေးမိခြင်းရှင်တဲ့သူငယ်သို့ဗမေဆန္ဒမဟာနာကမိဆန္ဒတရားကိုပဲရှိခြင်းကိုအာဟာဟောကြားတော်မူခြင်းဖြစ်ပါ၏။ကြွေးမိခြင်းရှင်နေတဲ့ပုဂ္ဂိုလ်နဲ့ကမိဆန္ဒဒီဝရဏနဲ့တွင်ကြီးတယ်ဆိုပြီးတော့ဒီလိုဟောကြားထားတော်မူတယ်။နောက်တစ်ခုအနာရောဂါကြီးတဲ့ပုဂ္ဂိုလ်အနာရောဂါကြီးတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဖွင့်ဆိုထားလဲ။ ယထာဘန္နသောပိဋ္ဌရောဂသူရောကုဤသောပိဋ္ဌသကိညာယတရောဂဝဘသမိတောဝါတတောပဋ္ဌာယမတုသကရာတိနာရတံဝိတတိယထာဘန္နဥပမန္တရောသောကပိဋ္ဌရောဂသူရောတဲ့ခြင်းယောဂနာသုခရယရှိသောဝိသောယောကတိသောကုဤသောထေယောကတိပိဋ္ဌသကိညာယစိကောစီမံဖို့ဆက်ခြင်းစီမံဖို့ဆက်၍တုံးဆက်ခြင်းဖြင့်တရောဂထူယောဂကို ဘုဘဒမိတဝါကြီးအိသိဘိဘိရောထုံလုံးမပတ်ထရာဆက်၍မဒုသကရာဒီနာပြပြင်းလေသတိတို့ဤရတနာရတကုံဝိနေကြီးရရှိပေ၏။ဘယ်ဒီရောမရှိနေတုန်းကတော့ပြန်တင်လေအစက်ရှိတဲ့တကာဒီတော်လည်းပဲချိုးတဲ့အရသာမပေါ်ပဲခါတဲ့အရသာပေါ်နေတယ်။ပုဂ္ဂိုလ်ဒီတဲ့ကြီးရောဆိုတော့ပြောင်းဖို့ကတော့ရှင်းရှင်းရှင်းဖို့ဆက်ပြီးလုံးဆွဲလိုက်တဲ့ ။ဘယ်ဒီယောဂကလည်းပြောင်းပြင်းသွားပြီဆိုလို့ရှိရင်မျက်ခြင်းနဲ့အဆက်ကြီးရဲ့မျက်ခြင်းနဲ့တကအဆက်ကြီးရဲ့ဒီစီဟုဆိုတော့ရဲ့အရသာကိုပုံမှန်အတိုင်းသုံးဆောင်ခံစားလို့ရတယ်။ဒီမှာမေဝဖြစ်ကိုအယံပြပါရောနာမမဟာအနတ္တကရောဤစကြဝဠာဘဝကြောင့်ပြပါတာလူမရဏဘုဇတိ။ဒီဝမေဝဤဥပမာသူတယ်ဘိက္ခုယောကဝရစရယဟန်တော်နီ။ယံပြပါရောနာမဤပြပါသခေါ်တဲ့ဇောကတရားသူတော မိမိကိုပြည့်စုံအောင်ပြည့်စုံနေတဲ့ကျောသားသူတို့ဘာတွေကိုလည်းပြည့်စုံအောင်ပြည့်စုံလို့ပြောတာလားမိမိသူတို့ကတို့ဥဒ္ဒါလို့ပြည့်ပြည့်စွာအောင်ပြုလို့ရှင်နေကျောသားဒီကျောသားမိမိဘာဖြစ်လဲမဟာအနတ္ထကတော့မဟာကြီးရဲ့ကြီးကျယ်ရစွာသောအနတ္ထကတော့သူစီဘုံမြေကိုပြုလို့ဖြတ်ကြီးဤဒီဤသောနှလုံးပိုက်၍ဆတ်ဇမေ၆ဘက်ကုံတော်တရားတို့ကိုပါဝိတ္တပေါင်းများ၍ ယဘာဒနိဝရဏယဘာဒနိဝရဏတရားကိုအစပဲကြည့်ပဲဆုံးလိုက်ပြီ၆ပါးသောတရားတွေကိုဟောပြရတရားအထုတ်တွေကယေကံကျန်တော်ပြီလက်ကကျန်တော်ပြီတရားကလည်းရှိမဲ့တဲ့ဇန်သမာဓိလည်းမဆိုင်ခင်ဖြစ်နေပြီအဲ့ဒီခါမှာကျတော့ဘာဖြစ်လဲဒီဒေါတတရားကျင့်ကြောက်ရေးအတွက်၆မျိုးသောတရားတွေကိုဟောပြရမယ်ဘာကြောင့်လဲဒီဒေါတတရားက သောသောပဋ္ဌာန်းသရဏတိဆိုတဲ့အတိုင်းဒုသတိခြင်းချက်ဖြစ်လည်းမိမိအကျိုးနဲ့မိမိနာမည်တော့ဘုရားရဲ့အကျိုးစီးပွားဆိုတဲ့နာမည်တော့ဖြစ်ခြင်းကဖြစ်ပါစေဆိုပြီးမိမိကိုယ်ကိုယ်လည်းဖြစ်ခြင်းကဖြစ်ဆိုဖြစ်စီးခြင်းနဲ့စိတ်ချဘုရားဒီကိုယ်လည်းဖြစ်ခြင်းနဲ့ဖြစ်တော်ပါစေဆိုပြီးတော့ပျက်စီးစေလိုတဲ့စိတ်ချတွေကထုံးကုန်လာပြီမိမိဘုရားကဥဒ္ဒါဆိုရအကျိုးမဲ့ကိုရွတ်ဆောင်ပြီးတဲ့တရားဖြစ်တဲ့ ဒီတရားကိုဆောင်ရွက်တော်တရားတွေကိုဘာမြအဲ့ဆိုချင်းချင်းပယ်ရှားပြပါနဂတ်ကျက်ကမေတ္တာနိမိတ်တာဥပ္ပဟောမေတ္တာဇန်နေဖြစ်ပေါ်လာရေးအဲ့မေတ္တာဘာဝနာကမထံကိုဘယ်လိုမှမပဏိလအဖြစ်ရှိပေါ်သုံးသပ်ရပြီဆိုတာကိုဆရာသမားဆံမစဲကြနီးယူပြီးသင်ကြားရတယ်ဥပ္ပဝတ္တလို့ဘောလို့တော့မဖြစ်ဘူးတို့တော့ဘုန်းကြီးတို့ဒီဌာနမှာသင်ပေးတဲ့စနစ်ကတော့ မေတ္တာတုတ်တမလာတဲ့ယဟန်တော်ကရာတို့ရဲ့ထုံးကိုနှလုံးမူပြီးတော့ကတိုင်းစေဘသမဘရှိဘကိုကျွမ်းကျင်နေတဲ့ပုဂ္ဂိုလ်တွေကိုအထုသဖြင့်ဩဒရကတိုင်းစေဘကသမာဓိအကြည့်ကျွမ်းကျင်ခြင်းဖြင့်သမာဓိဉာဏ်နဲ့တဲ့ပုဂ္ဂိုလ်တွေကိုမေတ္တာဘာဝနာကရုဏာဘာဝနာမုဒိတာဘာဝနာဥဒ္ဒကဘာဝနာဆိုတဲ့ဤဘာဝနာပြင်မဲ့တရားတွေကိုသင်ပေးပါမယ်အကြောင်းကမေတ္တာတုတ်တမလာရှိတော်မူတဲ့ယဟန်တော်ကရာတို့က ။တရားရှင်ဌာနမှာရတ္တဆိုဘောပမဏ္ဍင်းကိုသင်ယူပြီးတော့သိတဲ့ကြ။ဓမ္မချက်ဝိပဿနာဘာဝနာရှင်ကိုကြည့်ကြတတ်ဖို့ဘောမြတ်အထုတော်မူနေတဲ့ဉာဏ်တော်မျိုးဖြစ်ကြပါလေ။သို့သောသူရဲ့နောက်ဆုံးဘဂရောင်းလေးကိုပြန်ပြီးကြည့်ပါနော်။တဝရင်းကိုအပြည့်အစုံကြိုးစားအထောက်လိုက်မယ်ဆိုရင်တို့ကဝမ်းမပြုတ်ခင်ပုံမပြုတ်တဲ့အချိန်ခါမှာအရတ်တော့ကိုအခုဆိုင်နေတဲ့အန္တရာယ်ပါ မိမိတို့နဲ့တော့တိတ်ပြီးကျူတယ်လို့လွယ်မနိုင်စေနဲ့နော်ကိုယ်အစဉ်တည်းနဲ့တော့တော်တော်ကြီးတော့ပွားပါလိမ့်မယ်ဒီတော့သူတို့ကဘယ်လိုများနေအားထုတ်ကြလဲဆိုတော့ရှစ်ဖြစ်ရင်ကျေးမှုအရာမျိုးခဲ့ရင်တော့ကမထံ၄၀ရက်မှာဘယ်ကမထံကိုမဆိုးပါရိဟရိယသောလီယလာလီယမနဲ့သုံးကမထံအဖြစ်နဲ့အသုံးပြုပြီးအားထုတ်ခွင့်ရှိပါတယ်ဒီရန်တော်ကြီးကတော့ တိုင်းစေဘသမပတ်ရှိပတ်ဆိုတဲ့ဒီကမ္မထံဒီကိုပါရိဟိယကမ္မထံအဖြစ်ဆောင်းနေတော်မူတဲ့ယဟန်တော်များဖြစ်ကြပါလေ။သို့သောရှိခိယဉ်ကျေးမှုရကြတော့မေတ္တာကမ္မထံဘုဒ္ဓံတို့ဒီကမ္မထံမရဏလုတိကမ္မထံအတုပကမ္မထံဆိုတဲ့ဒီကမ္မထံလေးကိုတော့မသိမနည်းရဘယ်ပုဂ္ဂိုလ်မဆိုမသိမနည်းရကမ္မထံလေးမျိုးဖြစ်ပါလေ။သဗ္ဗတကကမ္မထံလို့ခေါ်ပါလေ။စတုရလက်ကအစောင့်လေးပါးကမ္မထံလို့လည်းခေါ်ပါလေ။ ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းအခါခါလေးအမြဲတမ်းအလိုရှိနေအပ်တဲ့ကမ္မထာဉာဏ်ဖြစ်လို့တို့ကသဗ္ဗတ္တကကမ္မထာလို့လည်းခေါ်တယ်။ယောဂီပုဂ္ဂိုလ်ကိုထာဝရစောင့်ရှောက်ပေးနေတဲ့ကမ္မထာဉာဏ်ဖြစ်ခြင်းကြောင့်သုတ္တရာကအဆောင်လေးပါးကမ္မထာလို့လည်းခေါ်ပါတယ်။ဒီအဆောင်လေးပါးကမ္မထာကိုလည်းဒီဟန်တော်လေးကကြိုးကြံကြိုးတဲ့ရံခံရံခါတော့ပွားများအထုတော်မူကြပါတယ်သို့သောတို့ကဒီကနိုင်ဆယ်ပါးဓမ္မပတ်ရှိပါးဆိုတဲ့ဇန်သမารီကိုအခြေခံပြီးတော့မှဝိပဿနာဘာဝနာ